င်္ဂလာပါရှင်။ရွှေကုန်းကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ရန်ကုန်တိုင်းအတွင်းလျှက်စစ်တအားဖြန့်ဝေတဲ့အခါတတ်မှတ်ထားတဲ့အချိန်တိုင်းတိကျစွာရရှိရေးစနစ်တကျထိန်းသိမ်းဆောင်ရွက်သွားဖို့လျှက်စစ်စွမ်းအားဝင်ကြီးမှားကြတဲ့သတင်းဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့လျှက်စစ်တအားထုတ်လုပ်မှုအခြေအနေအရဝင်အားထိန်းကြီးရတဲ့အတွက်အချိန်ပိုင်းတအားပေး၍တအားဖြန့်ပြူပေးနေရတာကြောင့်ဖြန့်ဝေတဲ့အချိန်တွင်တတ်မှတ်ထားတဲ့အချိန်တိုင်းတိကျစွာရရှိရေး မိလာရမယ့်အချိန်မှာမှန်မှန်လာဖို့စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်းကိုလျှက်စစ်ဆွမ်းအားဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးညံထွန်းကရန်ကုန်တိုင်းဒေသကြီးတွင်လျှက်စစ်တအားဖြန့်ဖြူးပေးနေမှုအခြေအနေနဲ့ပတ်သက်လို့ရန်ကုန်လျှက်စစ်တအားပေးရေးကော်ပိုရေးရှင်းရုံးချုပ်အစီအဝေးခန်းမာတွင်ဧပြီ28ရက်ကကျင်းပတဲ့လုပ်ငန်းညှိနှိုင်းအစီအဝေးမှာပြောကြားကြောင်းသိရှိရပါသည် ပြည်ထောင်စုဝန်ကြီးကရန်ကုန်တိုင်းဒေသကြီးတွင်လျှက်စစ်တအားလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက်ဓာတ်ထုတ်လုပ်မှုကိုတိုးချဲ့တည်ဆောင်နိုင်ရန်စီစဉ်ဆောင်ရွက်နေသလိုထုတ်လုပ်လျက်ရှိတဲ့လျှက်စစ်တအားများကိုပုံမှန်သင်ဆောင်နိုင်ရန်ကိုလည်းစောင့်ရပြီးဖြစ်တယ်လို့ဆိုပါတယ်။အစီအဝေးသူရန်ကုန်တိုင်းဒေသကြီးတည်ရန်စတာရေးရာဝန်ကြီးဦးစောဝင်းရန်ကုန်လျှက်စစ်တအားဘေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌဒါရိုက်တာအဖွဲ့ဝင်ဌာနဆိုင်ရာအကြီးအကဲများရန်ကုန်တိုင်းဒေသကြီးတွင်ရှိ ခရိုင်လျက်စစ်မန်နေဂျာများခရိုင်လျက်စစ်အင်ဂျင်နီယာများမြို့နယ်လျက်စစ်မန်နေဂျာများမြို့နယ်လျက်စစ်အင်ဂျင်နီယာများနဲ့ဗန်နာရီတာဝန်ခံများတက်ရောက်ခဲ့ကြတယ်လို့သိရှိရပါတယ်ရှင်။